နမတော်လေးနာကားသူစားဟောရနမတော်လေးကိုလည်းကြည့်ပါဦးအိုးနမတော်ကိုကိုကိုမှန်နဲ့ပြန်ကြည့်နေရတယ်လို့ပါပဲနမတော်ရဲ့အဲ့တော့ကတော့ပိုပြော်ဖို့ကောင်းတယ်လို့ပဲပို့ပြီးတော့စီလုံးမှုရှိတယ်လို့ခန့်စားရတယ်လေတနည်းအားသွားပြီဆိုတော့ရှူတင်ကားကြီးပေါ်မှာလေအကုန်လုံးလေတစုတစီတဲ့ပေါ်တော့ ဟိုပုံစံချင်းတော့မတူကြဘူးပေါ့အခုခေတ်ကကြတော့လေဟိုပြောစရာမကောင်းတာမဟုတ်ဘူးဒါပေမဲ့ခုခေတ်နဲ့အရင်ခေတ်နဲ့တေချာနိုင်ရှင်ပြီးတော့ပြောမယ်ဆိုရင်တော့မားတော့အရင်ခေတ်တော့ကိုတော့ကိုဟိုလူပြန်လုတ်ခဲ့တဲ့ငွေတော့အချိန်လေးတော့ပို့ပြီးတော့သတိရမိတာပေါ့လှုပ်နေတော့နန်းကျင်ဆန်းကြောင်နဲ့တွားကစားတာကန်ကောင်းလို့ကြားဆွဲမခံရတာဝဲအိုးပြပါပြလေးမိုင်းဆိုတော့မပြောက်တင်လေသမိုင်းဆိုတော့ရှိရမယ် ကလေးလည်းတည်တည်နေဒါပေမဲ့ခုခေတ်မှာကြတော့သမိုင်းကတော်တော်လေးပြောင်းနေပြီပေါ့နော်ပြောင်းတော့ဒါမောင်းလို့ကလုတ်ပေးလို့မရအောင်ပေါ့နော်ဒါလေးကကြတော့ဘယ်လိုခေါမလဲဒီပြန်လဲဖော်ထုတ်ဖို့ဆိုတော့ကြတော့ producer တွေ director တွေဒီအကြီးကဲပိုင်းဆိုင်ရာတွေပေါ့နော်ရုပ်ရှင်ဒီလိုမျိုးတွေကပြန်ပြီးတော့ဖော်ထုတ်ပေးမှလည်းပြန်ပြီးတော့ဒီလိုကားလေးတွေကပြန်ပြီးတော့ကလေးလည်းတိလာမယ်ဘူးသူရိုက်ပြန်ရလာမှာပေါ့နော်မတို့ကတော့ဖြစ်စေခြင်းနဲ့စိတ်တစ်ခုတော့ရှိတာပေါ့ဒါပေမဲ့ကိုကဘာမှမလုပ်နိုင်ပါဘူး ဒီနေ့ပွဲလင်းရတော့ဖိတ်စာလေးရထားလေဖိတ်စာရထားဆိုတော့ဟိုရာသီဥတုလေးရဲကောင်းတယ်ဒီကားလေးကလည်းရမ်းကြည့်နေတယ်တရုပ်ဆောင်တွေအများကြီးနဲ့ရမ်းလဲရည်ရမယ့်ကားလေးလို့ထင်တော့လေကြည့်ကြည့်စိတ်ကလည်းရှိနေရတယ်ဒီနေ့လာအပေးတာပါဒါကတော့ဒီလိုပဲလေအနုပညာသမားဆိုတာကတော့အနုပညာလောကထဲမှာပဲပျော်ရွှင်နေသူဆိုတော့ဒီလိုမျိုးလေးလာတယ်ကိုယ့်အကူပြန်ရိုက်တဲ့ကားမျိုးလေးအခုလည်းမမပြန်ရိုက်နေရလေအဲဒီဒေါ်ကန်တို့ဘေကန်တို့လေးမပြန်ရိုက်နေပြီ ဆိုတော့ဒီလိုမျိုးလာတော့ရှင်းပြောရရင်တော့ပျော်တယ်နုပျော်တာပေါ့နော်ပျော်ပြီးနုပျော်တာပေါ့အဲ့ဒီတော့ပိုပျော်ဖို့ကောင်းတယ်လို့ပဲပိုပြီးတော့စီလုံးမှုရှိတယ်လို့ခံစားရတယ်လေတနည်းသွားပြီဆိုတော့ shooting ကားကြီးပေါ်မှာလေအကုန်လုံးလေတစုတစည်းတဲ့ပေါ့နော်ဟိုပုံစံချင်းတော့မတူကြဘူးပေါ့အခုခေတ်ကကြတော့လေဟိုပြောစရာမကောင်းတာမဟုတ်ဘူးဒါပေမဲ့ခုခေတ်နဲ့အရင်ခေတ်နဲ့တေချာနိုင်ရှင်ပြီးတော့ပြောမယ်ဆိုတော့မအားတော့အရင်ခေတ်တော့ကိုတော့ကို ဟိုလူပြန်လုတ်ခဲ့တဲ့ငယ်တော့အချိန်လေးတော့ပို့ပြီးတော့သတိရမိတာပေါ့ကားလေးတက်လာမှလေတော်တန်ယုံလေးကိုပို့အဲ့လိုမျိုးပြန်မကြည့်ဖြစ်ဘူးမကြည့်ဖြစ်ဘူးဆိုတာလေကြည့်ရန်သတိရလို့ဒါကြောင့်မလို့မကြည့်ဖြစ်ပေမဲ့လေကားတွေကဒီလိုပဲလေအခုခေတ်ကကြတော့ line ပေါ်မှာအများကြီးပဲလေ YouTube တွေကလည်းတက်လာတယ်ဒီ TikTok တွေကလည်းကိုရင်ရိုက်ခဲ့တဲ့ကားလေးကအများကြီးတက်လာကိုရင်လုတ်ပေါ်ကန်ဘက်တွေအများကြီးလည်းတက်လာတယ်သူတို့ဆိုလည်းရှိရတဲ့သူရှိရတယ်မရှိရတဲ့သူမရှိတော့ဘူးဆိုတော့အရန်လွှမ်းစရာကောင်းပါတယ်အဲ့ဒီ feeling ကြီးကလေ ဟိုဘယ်လိုပြောပြရမှန်းတော့မသိဘူးဟိုလွမ်းစရာကောင်းတယ်လို့ပဲပြောချင်တယ်အရန်လွမ်းစရာကောင်းပါလေအရင်ကတုန်းကကြတော့ဒီလိုမျိုးမီဒီယာရင်လည်းမရှိဘူးပြီးတော့ဒီဖုန်းတွေဘာတွေကလည်းဘာမှမရှိတော့လေကိုကဒီပိတ်ကားကြီးပေါ်ရောက်မှသာကိုရဲ့နုပညာကိုလူတွေမြင်ခွင့်ရတာအခုကြတော့မဟုတ်ဘူးကိုရဲ့အိမ်မှာဖုန်းလေးတစ်လုံးရှိအောင်လေကိုရဲ့နုပညာကိုခြားပြားလို့ရတဲ့အနေအထားအများကြီးရှိတယ်။အဲ့ဒါနဲ့အညီအခုခေတ်ကလေးတွေရာလဲလေသူတို့က talent ရှိတယ်လို့ခေါ်မှာပေါ့နော်။ တကယ်လည်းတော်ကြပါတယ်သူတို့ရဲ့တိူးဆောင်ချက်ကလေးရလည်းတော်တယ်သူကလည်းသူပေါ့ TikTok ဆိုတော့ TikTok လျောက်ပေါ့နော်ဒီရုပ်ရှင်ဆိုရုပ်ရှင်လျောက်ပေါ့အကုန်လုံးကသူကလည်းသူအမှုပညာဘယ်လိုကောင်းလဲဟိုအင်တာနက်ကြီးကအရန်များလာလို့မထင်လေသိလားဒါကြောင့်မလို့အခုလိုမျိုးခွင့်ပြုလာတာကိုလည်းကိုယ်အနေနဲ့ကကြည့်ပြီးဝမ်းသာပါတယ်မတ်တရကားဆိုတော့ကိုရိုက်ခဲ့တဲ့ကားတွေကကိုကတော့အကုန်လုံးကတော့ကြိုက်တာပါပဲဒါမှမပရိသတ်အမတ်တရဖြစ်ခဲ့တဲ့ကားလေးပေါ့နော်မမတ်တရဖြစ်တဲ့ဆိုတာတည်း ရိသတ်အမတ်တရဖြစ်ခဲ့တဲ့ကားလေးကကြိုက်သေးဝရွှေနှန်းကျင်တို့ပြီးတော့မဖဲဝါတို့အဲ့ဒါပေါ့အဲ့လိုကားမျိုးလေးပေါ့နော်မတော့ကြိုက်ခဲ့ပါပြီးတော့တီတာရမပေါ့တီတာရမကားလေးဆိုတော့မတော်တော်လေးကြိုက်တယ်ပရိသတ်ကလည်းအများကြီးမဟုတ်ဒီဝါမမောက်ဆိုတာလေးကိုသူကတိမှတ်ပြုခဲ့တဲ့ကားလေးတွေပေါ့ဒါကြောင့်အမတ်တရဖြစ်ပါတယ်တမိုင်းဆိုတော့မပြောက်တင်လေတမိုင်းဆိုတော့ရှိရမယ်ကလေးလည်းတည်တည်နေဒါပေမဲ့ခုခင်မှာကြတော့ သမိုင်းကတော်တော်လေးပျောက်နေပြီပေါ့နော်ပျောက်တော့ဒါမောင်းလို့ကလုတ်ပေးလို့မရအောင်ပေါ့နော်ဒါလေးကကျတော့ဘယ်လိုခေါမလဲဒီပြန်လဲဖော်ထုတ်ဖို့ဆိုတာကျတော့ producer တွေ director တွေဒီအကြီးကဲပိုင်းဆိုင်ရာတွေပေါ့နော်ရုပ်ရှင်ဒီလိုမျိုးတွေကပြန်ပြီးတော့ဖော်ထုတ်ပေးမှလည်းပြန်ပြီးတော့ဒီလိုကားလေးတွေကပြန်ပြီးတော့ကလေးလည်းတိလာမယ်ဘူးသူရိုက်ပြန်ရလာမှာပေါ့နော်မောင်းတို့ကတော့ဖြစ်စေခြင်းနဲ့စိတ်တစ်ခုတော့ရှိတာပေါ့ဒါပေမဲ့ကိုကဘာမှမလုပ်နိုင်ပါဘူးဒီလိုပေါ့ သူကကုန်းချမ်းစိတ်ကလည်းများကလည်းဖြစ်စလက်ခတ်လို့မရအောင်တမိုင်းတစ်ခုဖော်ထုတ်တဲ့ဆိုတဲ့နေရာမှာเนาะဟိုမတို့ဟိုပပေါ်လေးနဲ့ဖြစ်စလက်ခတ်လို့မရတော့ကုန်းချမ်းစိတ်ကတော့တကယ်ရှိမှာပါအဲ့ဒါတွေ့ရလဲပါမယ်ဒါမဲ့တမိုင်းကဘယ်လိုခေါ်မလဲကလေးတွေကဒီပြောက်တောက်မှုဆိုင်ရာတွေမှာမရှိတော့ဘူးဆိုမဲ့လည်းဒါကိုယ့်ပုံမူတည်ပါတယ်ကိုယ့်ပုံမူတည်ရဲ့ဆိုတာစိတ်ဝင်စားတဲ့ကလေးကတော့ရှာကြံပြီးတော့ဖတ်နေရပဲလေเนาะရှာကြံပြီးတော့လေးလာနေရပဲဒါတော့ ပျောက်တော့မပျောက်နိုင်ပါဘူးတမိုင်းဆိုတာတော့မှပျောက်တူထိုးစံမှမရှိတာပျောက်တော့ပျောက်သွားနိုင်ပါဘူးကိုယ့်ရဲ့စိတ်ဝင်စားမှုပေါ်ကိုလည်းမူတည်တာပါကြာစွင်ကားတော့ဝင်စားဝဲရတာအတူတော့ပေါ့နော်မတူတော့ဆိုအဲ့ခိခါတော့ကတော့ကိုကလည်းရိုက်ခဲ့တာမှာမင်းသမီးတယောက်အနေနဲ့ရိုက်ခဲ့ရတာလေအခုချိန်မှာကျတော့ကိုကလူကြီးတီးကန်လေးရိုက်တာဆိုတော့ကိုအနေနဲ့တော့အဲ့လိုဝိစာမျိုးယူတော့အခုချိန်မှာပြန်တော့မဝစ်ချင်တာအမှန်ပဲသိလားဟိုအခုလိုမျိုးခိခါလေးရိုက်ရတော့ပေါ့ပါရှိတာပေါ့ ဒီကားလေးကြတော့ကလေးတွေအနေနဲ့ပြန်လဲပြီးခေါ်ထုတ်တင်နေဓမ္မအနေနဲ့ကတော့အရင်အဝိဇ္ဇာနဲ့ပါတယ်ပတ်သက်တဲ့အရင်ရောမရိုက်ချင်တော့အနုပညာအလုပ်ခုလုပ်တယ်ဆိုတာအနုပညာတစ်ခုတည်းတက်နေလည်းမရအောင်ပတ်ဝန်းကျင်ပေါ့ဆက်ဆံမှုလူမှုရေးပေါ့မားတော့ထင်တယ်ဒါအနုပညာလောကမှာမဟုတ်ဘူးနော်ဘယ်လောကမှာမဆိုလူမှုရေးပေါင်းတင်ဆက်ဆံရအရင်အဓိကကြလို့မထင်တယ် အခုခေတ်ကလေးမှာဆိုလို့ရှိရင်တော်တော်များများကကြောက်လဲလူမှုရေးကိုအရန်လေးနားလဲကြလဲတချို့ကြောက်လဲလုံးဝနားမလဲကလေးရှိတယ်အဲ့တော့မပြောချင်တာတော့လေတယောက်နဲ့တယောက် respect ပေါ့ respect လေးရဲ့တယောက်တယောက်ဟိုဘယ်လိုကောင်းလဲဟိုလူကောင်းလဲကွာယုံကြည်မှုလေးစားမှုလေးတွေဒါမျိုးလေးရှိတဲ့အနုပညာရှင်ရတော့လေပိုအောင်မြင်မယ်သူ့ရဲ့အောင်မြင်မှုကရေရှည်မြဲမယ်မအဲ့လိုထင်ဒါကြောင့်မလို့ မန်လေးမထားကြပါနဲ့သူ့နေရာနဲ့သူပေါ့နော်လူမှုရေးပေါင်းသစ်ဆက်ဆံရေးလေးတို့အားလုံးအစဉ်ပြေးပြေးနဲ့ဒါဟာပညာပြည့်ရလဲဆိုတာကိုတော့တို့မှသိစေချင်ပါတယ်သူဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုတာကတော့ရှင်းပါတယ်ညီမလေးဟုတ်တယောက်ဆောင်ပိုင်းဆိုင်ရာပေါ့မတော်စုံကိုနော်ဂျီမဲစုံမဲငူမဲယူမဲဆိုဒီအမှုပညာရဲ့ဒီပညာရဲ့တင်ကိုတေချာလိလတက်မြောက်ပြီးတော့မှဒီလောကကြီးထဲမှာ ခြေချတာအကောင်းဆုံးပါပဲဆယ်လီပြဖို့ဆိုတာလွယ်တယ်လေဆယ်လီပြဖို့ဆိုတာလွယ်ပါတယ်အမှုပညာရှင်ကောင်တရားပြဖို့ဆိုတာခက်ပါတယ်ဒါကြောင့်မလို့အမှုပညာရှင်ကောင်တရားပြချင်ရင်အမှုပညာကိုထဲထဲဝင်ဝင်လေ့လာပါလို့ကားလေးကအခုပြန်ရိုက်နေရတော့များပါတယ်မအခုကားလေးလည်းလေဟိုအခုလောလောဆယ်ပြီးသွားတာတော့200တန်းဆိုတာပေါ့200တန်းဆိုတော့ကားလေးသူကတော့ရှင်မွေလာချူစစ်ဟန်များပါတယ်ရိုက်တာရွှေသမီးမေလည်းရိုက်တယ်စိုးပြစ်သစင်မေရိုက်တယ်ပြီးတော့မေများပြီး ရိုက်တော့ရိုက်နေပါရဲ့အခုခုတော့ဒိုက်တာဒီပွင့်တင်ကြီးစောတို့လည်းများတယ်မရိုက်တာအခုအခုအခုဒရိုက်တာလေဒါဆိုရင်ကိုသူတို့နဲ့လည်းများတယ်အကုန်လုံးကတော့လေမဒီလောကကိုပြန်လဲဝင်ရောက်တဲ့အချိန်မှာအကုန်လုံးကတော့လေလက်တွဲခေါ်ကြပါတယ်ညွှန်ထွေးပါတယ်အဆင်ပြေတယ်ပြောပါတယ်ဟိုရောင်းရချစ်တဲ့ပြိတ္တအခုရတိချင်းတဲ့ပြိတ္တအားလုံးကိုပြောချင်တာကတော့လေ အခုလည်းစကားလေးပြန်ရိုက်နေပါတယ်ထပ်ပြီးချစ်ပေးပါအောင်လို့မင်းသမီးလေးဘဝကနေပြီးတော့မင်းမေဘဝအထိချစ်ပေးကြပါလို့ပြောချင်ပါတယ်